ရန်အောင်ဟာကမ္ဘာထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ American ပြည်ထောင်စု John Hopkins တက္ကသိုလ်ကရွေးချယ်တဲ့ Science in Education Policy ဘွဲ့လွန်သင်တန်းတက်ရောက်ဖို့ပညာသင်စုကို2025ခုနှစ် February လထဲမှာရရှိခဲ့ပါတယ်။ဒီကျောင်းမှာသင်ယူရရှိမဲ့ပညာတွေနဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ပညာရေးကဏ္ဍမှာတစ်ဖက်တစ်လမ်းကပါဝင်သွားမယ်လို့သူကပြောပါတယ်။ American ပြည်အောင်စုရဲ့ထိတ်တန့်တက္ကသိုလ်ကြီးကနေပြီးတော့ရရှိလာမဲ့ပညာရည်တွေအခြေဆက်တွေနဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့ ပညာရေးစနစ်ဒုတက်ကြောင်းလဲဖို့အတွက်ကျွန်တော်အနေနဲ့တောင်းတနေရနေကူညီပေးခြင်းနဲ့နီလန်းကောင်းနေလဲရှာပေးခြင်းနဲ့နောက်လူတိုင်းလက်လန်းမီတဲ့လက်တွေ့အသုံးချနိုင်မဲ့ဘူဟာရတွေကိုဖန်တီးပေးနိုင်မှုအတွက်ပို့ပြီးတော့စူးစမ်းပေးခြင်းပါတယ်အထူးသဖြင့်မြန်မာပြည်ကကျောင်းသားလူငယ်တွေအတွက်စိတ်ဓာတ်ခွန်အားတွေပေးရင်းနဲ့ပညာရေးအတွက်အခွင့်အလမ်းကောင်းတွေပို့ပြီးတော့ဖန်တီးပေးခြင်းပါတယ်နိုင်ငံတကာအဆင့်မီပညာရေးစနစ်အောက်မှာ ညာလေ့လာသင်ယူနိုင်စေဖို့အတွက်ကျွန်တော်အများကြီးကိုစူးစမ်းပေးချင်ပါတယ်ခင်ဗျဒီပညာသင်စုကိုရရှိခဲ့တဲ့ကိုဝေရန်အောင်ဟာနိုင်ငံကုံဆောင်အလှမယ်တွေကိုနိုင်ငံတကာကိုဆေလွတ်ရှင်ပြိုင်စေခဲ့တဲ့ Miss Goranland မြန်မာကိုတည်ထောင်ခဲ့သူဖြစ်ပါတယ်။အဲ့ဒီအဖွဲ့အစည်းကိုတည်ထောင်သူလည်းဖြစ်တယ်လို့နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေမှာဒိုင်လူကြီးအဖြစ်ပါဝင်ရတာတွေကြောင့်ကိုဝေရန်အောင်ရဲ့ဘဝဟာ2021ခုနှစ် February လမတိုင်ခင်အထိ တောက်ပအောင်မြင်တဲ့ရွှေရောင်ရက်တွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့2021အာနာသိမ့်မှုပြီးလအနေငယ်အတွင်းမှာတော့မိမောင်းရောင်စုံတွေထိုးထားတဲ့ဆင်မြင့်တွေပေါ်မှာအလမယ်တွေကိုတရဖူဆောင်းပေးခဲ့ရသူ ကိုဝေရန်အောင်ဟာထိုင်းမြန်မာနယ်စပ်တောရင်းတနေရာမှာရောက်နေပြီးတော့စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်နေသူတွေစစ်ဘေးဒုက္ခသည်တွေအတွက်အစားအစာဆေးဝါးအဝတ်အထည်နဲ့ ရိခာပစ္စည်းထောက်ပံ့ကူညီပို့ဆောင်ပေးရသူတယောက်ဖြစ်နေပါပြီ။သူ့ရဲ့ရွှေရောင်တောက်ပခဲ့တဲ့အနာဂတ်ဟာလည်းအဲ့ဒီအချိန်မှာမှိန်ဝါပျက်စီးခဲ့ပါပြီ။အာနာရှင်စစ်အုပ်စုရဲ့မတရားအကြမ်းဖက်မှုတွေလွတ်ဆောင်နေတဲ့အချိန်မှာဒါတွေကိုလက်ယူရှုပြီးတော့မဆိုင်တလုံးနေဖို့ကျွန်တော်စိတ်ကမဖြစ်နိုင်ခဲ့ပါဘူး။တကူစားအစဉ်ပြေနေပြီးရောအာနာရှင်အလိုကျနေထိုင်ရမှာထက်စာလို့ရှိရင်မတရားမှုကိုစန့်ကျင်ပြီးတော့ယုံကြည်ချက်ခံယူချက်နဲ့မြန်မာပြည်သူလူထုအတွက် ဒစိတ်တစ်ပိုင်းလှုပ်ရှားနေဖို့ကပိုပြီးတော့အရေးကြီးပါတယ်။ဒါကြောင့်ဒီဒေါ်လာရေးလမ်းကမလွယ်ကူဘူးဆိုတာသိပေမဲ့စိတ်တန့်တန့်နဲ့ကျွန်တော်ရွေးချယ်ခဲ့တာပါခင်ဗျာ။2021ခုနှစ်အာနာသိန်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီး CDM ဝန်ထမ်းတွေကိုထောက်ပံ့ကူညီတာအာနာရှင်ဒေါ်လာရေးအတွက်နိုင်ငံတကာကိုချိတ်ဆက်ဆောင်ရွက်တာစစ်တပ်ပိုင်လုပ်ငန်းတွေကကုန်ပစ္စည်းတွေကိုမတုံးကြဘူးလှုပ်ရှားမှုတွေကြောင့်ကိုဝေယံအောင်ဟာရာဇသက်ကြီးပုံမှန်905ကကြီးနဲ့ ဖန်ဝရံထုတ်ခံလိုက်ရပါတယ်။အဲ့နောက်လူမျိုးပေါင်းစုံပါဝင်ပြီးတော့လူသားချင်းစာနာမှုလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ Free Burma Rangers ရဲ့အကူအညီနဲ့ထိုင်းမြန်မာနယ်စပ်ကိုရောက်ရှိလာပြီးအဲ့ဒီကတဆင် American ပြည်ထောင်စုကို2021ခုနှစ်ဒီဇင်ဘာလမှာဒုက္ခသည်အဖြစ်ရောက်ရှိလာပါတယ်။အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့မိဘတွေကျောင်းတက်ပညာသင်နေချိန်အတွင်းဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေကြောင့်ကိုယ်သားသမီးကိုကျောင်းမပို့ခြင်းနဲ့မိဘတွေ ကျောင်းသားတွေကိုယ်တိုင်ကစိတ်အုပ်ချုပ်ရေးအောက်မှာပညာမသင်ကျင်တာတွေကြောင့်2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်မြန်မာကျောင်းသားလူငယ်အများစုရဲ့ပညာရေးဟာဝေဝါးမိန်ဖြော့လာခဲ့ပါတယ်။အဲဒီကျောင်းသားတွေတဲကတချို့တဝက်ကိုဦးတည်ပြီးကိုဝင်းရန်အောင်ကသူငယ်တန်းကနေ12တန်းအထိပညာသင်ကြားနိုင်တဲ့အွန်လိုင်းကျောင်းတစ်ချောင်းကို2024ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ပညာရေးဟာကျွန်တော်တို့လူငယ်တွေ မျိုးဆက်တည်တည်ရဲ့အနာဂတ်ကိုဖန်တီးပေးနိုင်မှုအတွက်အရေးကြီးဆုံးအခန်းကဏ္ဍကြီးပါဝင်နေပါတယ်။ဒါကြောင့်မလို့ကလေးတွေအတွက် quality education ကိုပေးနိုင်မှုအတွက် new generation မြန်မာ online private school ကိုဒီထောင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ပညာသင်တဲ့တစ်နှစ်ကျော်အတွင်းမှာကျောင်းသူကျောင်းသားပေါင်း2000ကျော်ပညာသင်ကြားပေးနိုင်ခဲ့ပါတယ်ဗျ။ကျောင်းသူကျောင်းသားတွေကိုကျောင်းစာတစ်ခုတည်းမဟုတ်ဘဲနဲ့သူတို့လေးရဲ့ hard skills တွေ soft skills တွေပါ တိုးတက်မြင့်တင်ပေးနိုင်မှုအတွက် project တွေ event တွေနဲ့ activities တွေများစွာကိုလည်းကျင်းပပြုလုပ်ပေးနိုင်ခဲ့တဲ့အဖြစ်ကျိုးရှိထိရောက်စေမယ့်ဒီကနေ့ခေတ်နဲ့ကိုက်ညီတဲ့ extra curriculum တွေကိုလည်းထည့်သွင်းတင်ကြားပေးပါရစေ။မြန်မာပြည်ထောင်စုကိုရောက်ရှိခဲ့ပြီးတဲ့နောက်ကိုရန်အောင်ဟာစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေစစ်ဘေးဒုက္ခတွေဖြစ်နေတဲ့မြန်မာပြည်သူတွေအတွက်ရမုံငွေရှာဖွေပွဲတွေကိုဆက်လက်ပူးပေါင်းပါဝင်ခဲ့ပါတယ်။တော်လှန်ရေးကာလကအတော်ရှည်လျားလာခဲ့ပြီးမို့ ပြည်သူတွေကိုအားနာမိတယ်လို့အားပေးခြင်းနဲ့လို့ကိုဝေရံအောင်က ပြောပါတယ်။လက်ရှိမှာတော်လန်ကြီးကအောင်ငယ်ရဲ့အနေအထားလို့သုံးသပ်မိပါတယ်။စကားဆာကလည်းရှုံးနေနဲ့ရင်ဆိုင်နေရပြီ။ဒီကနေ့အထိပြည်သူတွေညင်ညွတ်နဲ့တော်လန်တိုက်ပွဲဝင်နေကြတယ်လို့ကျွန်တော်သုံးသပ်မိပါတယ်။လက်ရှိအခြေအနေမှာတော့အချမ်းဖက်စစ်အုပ်စုကြောင့်ဒီတိုင်းပြည်ရဲ့ခန္ဓာအသီးသီးမှာပေါ့နော်အဖက်ဖက်ကဆုတ်ယုတ်နေတဲ့အခြေအနေတွေဖြစ်နေပါတယ်။အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ဒေါ်လာရေးကြီးပြင်းပြအောင်မြင်သည့်အထိညီညီညွတ်ညွတ်နဲ့ဆက်လက်ပါဝင်ကြရအောင်ပါလို့အားပေးတိုက်တွန်းချင်ပါတယ်ခင်ဗျာရှေ့ဆက်ပြီးဘာတွေလုပ်မလဲလို့မေးကြည့်တဲ့အခါမှာကိုဝီယံအောင်က တော်လန်ရေးကာလအလွန်မှာတော့သူအရင်ကတည်းကလှုပ်ခဲ့တယ်လို့အခုအထိလည်းဆက်လုပ်နေတဲ့သူဝါသနာပါရအလုပ်တွေကိုပို့ပြီးတော့အောင်မြင်အောင် ပို့အားစိုက်အချိန်ပေးသွားမယ်လို့ပြောပါတယ်။လက်ရှိအချိန်ထိကတော့နိုင်ငံတွေကလူငယ်တွေရဲ့အနာဂတ်ကိုပျောက်ဆုံးစေတဲ့ အာနာရှင်စနစ်ပြတ်သုံးရေးအတွက်မိခင်နိုင်ငံရဲ့အဝေးကိုရောက်နေတဲ့လူငယ်တအူးအနေနဲ့ရတဲ့နီးနဲ့ဆက်ပြီးတော့တိုက်ပွဲဝင်နေမှာဖြစ်တယ်လို့ကိုဝေယံအောင်ကပြောပါတယ်ရှင်။ကိုနိုင်ငံမှာတရားပြတာမရှိရင်ဒီတော်လန်မှုမှမလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့လူငယ်တွေနောင်လာမဲ့မျိုးဆက်ပြစ်တီအတွက်အနာဂတ်ဆိုတာမရှိနိုင်တော့ပါဘူး။